ိတ်တန်းချမ်းသာတဲ့တထည်တွေဆိုပေမဲ့မင်္ဂလာဝဲကလူရင်းမထင်မှတ်တဲ့ပုံစံနဲ့ကျင်းပခဲ့လို့လူပြောများနေတဲ့ပိုင်းတကောမကြောင်ရဲ့ပိုင်းထဲမှာမင်္ဂလာဝဲကျင်းပခဲ့တာကတရုတ်ဆောင်မင်းသားပိုင်းတကောပါပိုင်းတကောဟာသူ့လေးနှစ်တာတွင်လာခဲ့တဲ့ချစ်သူမမလေးမြဖြစ်ကိုအသက်28နှစ်ကျော်မှလက်ထပ်ပါမယ်ဆိုတဲ့ခရီးအတိုင်းညနိုးတံမိုးထောင်းဆောင်နဲ့ကျင်းပခဲ့တာဖြစ်ပါတယ်ဒီလိုလက်ထပ်ပွဲကျင်းပရမှာလဲမထင်မှတ်တဲ့ပုံစံကျင်းပခဲ့လို့လူပြောများနေခဲ့တာပါပိုင်းတကောရဲ့မင်္ဂလာဝဲကတော့ဇွန်လ10ရက်နေ့အချိန် ရန်ကုန်မြို့က Irrady Hotel မှာကျင်းပခဲ့တာဖြစ်ပါတယ်။ဆောင်းပိုင်းမှာတော့ပိုင်တခွင်ရဲ့မင်္ဂလာပွဲကိုထိုင်းနိုင်ငံမှာကျင်းပတော့မလို့လို့မြန်မာနိုင်ငံမှာပဲအကြီးကျယ်ဆုံးမင်္ဂလာပွဲပဲကျင်းပတော့မလို့လို့သတင်းတွေထွက်နေကြတာပါ။အလုံးသိစားတဲ့အတိုင်းပိုင်တခွင်ဟာမြန်မာမင်းသားရဲမှာရှာရှာပပနိုင်ငံတကာအထိကိုအောင်မြင်တဲ့မင်းသားတစ်လက်ပါဒါကြောင့်လေပိုင်နဂွန်ရဲ့မင်္ဂလာပွဲကဘယ်လိုမျိုးရှိလဲဆိုတာပရိသတ်တွေကစိတ်ဝင်စားကြပါတယ်။ပိုင်နဂွန်ရဲ့မင်္ဂလာပွဲကိုအမှုပညာရှင်တွေတင်ရောက်ခဲ့ကြပြီး နာမည်ကြီးထိတ်တန်းမင်းသားမင်းသမီးတွေတို့သားတို့သမီးအရင်တွေလုပ်ပေးခဲ့ကြတာကိုလည်းတွေ့ရပါတယ်။မင်္ဂလာခမ်းနားပြင်ဆင်ကတော့ထိုင်းနိုင်ငံကနာမည်ကြီးဝိန်ဒင်ဒက်ကိုရေးရှင်းဖွင့်ကပန်းတီနဲ့ပြင်ဆင်ပေးထားတာကိုတွေ့မြင်ရပါတယ်။တို့သားပိုင်ကုန်းနဲ့တို့သမီးလေးလေးများဖြူတို့ကတော့မြမကြီးဂျေးမှုနဲ့အညီဖြူရောင်ထိုင်းမသိဝင်းဆောင်လေးနဲ့ရိုးရှင်းစွာမြင်တွေ့ကြရတာပါ။ပိုင်ကုန်းရဲ့မင်္ဂလာဝဲဟာတာမန်မင်္ဂလာဝဲတစ်ဝဲနဲ့နှိုင်းရှင်ပဲဆိုရင်ကြီးကြံခမ်းနားနဲ့မင်္ဂလာဝဲတစ်ဝဲဖြစ်ခဲ့လို့ဆိုရပါမယ်။ဒါပေမဲ့လည်းတို့သားပိုင်ကုန်းနဲ့တို့သမီးလေးလေးများဖြူတို့ရဲ့အဆင်အတန်နဲ့နှိုင်းရှင်ပဲဆိုရင်တော့ ညောင်လင်းနာထန်နေငယ်တင်းခဲ့တဲ့မင်္ဂလာပွဲလို့ဖြစ်တယ်လို့ဆိုပါတယ်။ဗီဒီယိုအစမှာပြောခဲ့သလိုပါပဲ။ပိုင်တကွန်ဟာမြန်မာနိုင်ငံမှာသာမကနိုင်ငံသားတွေပါအောင်မြင်တဲ့မင်္ဂလာတက်ပါ။ဒါကြောင့်လည်းပိုင်တကွန်ဟာကမ်ဘောဒီးယားနိုင်ငံရဲ့ဘေးရင်ကြီးတော်တော်ဝင်မင်းကြီးဂျင်နီနာလေးတော်ရုပ်ရှင်တူတူတွေ့ရိုက်ခဲ့ဦးတာဖြစ်ပါတယ်။ဒါပြင်ပိုင်တကွန်ချိန်ဆလုံးလုံးနေတဲ့နိုင်ငံကကုမ္ပဏီတွေကလည်းအများကြီးပါနိုင်ငံကမှာအမှုပညာအလုပ်လုပ်ရတာကပြည်ရင်းမှာအမှုပညာကြီးပို့ရပါတယ်။ဒါကြောင့်လည်းပိုင်တကွန်ရဲ့ဝင်ငွေကမပြောပြနိုင်တော့အများပြပါတယ်။တခြားတစ်ဖက်မှာပိုင်တကွန်ရဲ့ဇနီးတော်လေးများအဖျိုးရဲ့ ကျေဝါချမ်းသာပိုင်းဆိုင်မှုတွေကအင်မတန်ကုန်မများပြားပါတယ်။လင်းမြောက်ပူရင်ဖောက်ခင်ပိုင်းတကွင်းရဲ့ရောက်ကမကြီးဟောမြန်မာနိုင်ငံမှာစားသုံးစီလုပ်ငန်းရှင်များအသင့်ဥက္ကဋ္ဌဦးဆန်းလင်းဖြစ်ပြီးမြန်မာနိုင်ငံမှာချမ်းသာကြွားသောထိန်းတန်းခရိုနီတတိယတယောက်ဖြစ်ပါတယ်။သူပြေတော့ပိုင်းတကွင်းရဲ့ရောက်ကမဖြစ်သူနဲ့ချမ်းသာကြွားမှုနဲ့ပိုင်းဆိုင်ထားတဲ့စီးပွားရေးလုပ်ငန်းတွေကတကယ်ကိုများပြားပါတယ်။ဒီလိုလုပ်ငန်းတွေအများကြီးတွေကမှတချို့ဆိုရင်ပိုင်းတကွင်းရဲ့ဇနီးလင်းမြောက်ဖို့ကဦးစီးလုံးကိုင်နေလို့သိရတာဖြစ်ပါတယ်။ဒါပြေပိုင်းတကွင်းရဲ့ချစ်သူကောင်းမလေးဟာ ပိုင်ကုန်နဲ့စင်ကာပူရဲ့ဆက်တူလုံခြုံရေးနဲ့စင်ကာပူနိုင်ငံမှာရေကဲပုံဆိုင်နဲ့ဖွင့်လှစ်ထားပြီးဒါကြောင့်လည်းပိုင်ကုန်ကလူရေးတော်တယ်လို့ဆိုရမှာပါ။ဟန်စီဝိုင်းရဲ့လုံခြုံမှာထူးချွန်ထမြတဲ့မိဘတွေကလည်းကြီးကြီးတဲ့ချမ်းသာတဲ့ချစ်သူကောင်းမလေးကိုမျက်နှာနဲ့လက်ထပ်ခင်ရပါ။ပိုင်ကုန်ရဲ့ဇနီးပင်များတို့ဟာဒီလောက်ချမ်းသာပေမဲ့လည်းသူတို့ရဲ့မိန်းမဝဲကိုရွှေစစ်တွေနဲ့တံမိုးကြီးရတနာတွေမတုံးမဲဒါပေမဲ့မိန်းမဝဲဝဲသာကျင်ပါခင်ရတာတခြားသောတထေးတွေနမကြီးနှုတ်ပညာရှင်တွေကမိန်းမပွဲမှာဖြုံးခါကြောင်းလုံးထုတ်ခဲ့ပေမဲ့ပိုင်ကုန်ရဲ့ဇနီးတွေကတော့သူရဲ့မိန်းမဝဲစီကို ။မလီဘေးဒီဗီဒရယ်ကိုလူရန်ခဲ့တာဖြစ်ခါမင်္ဂလာပွဲကိုအသားမဲကျင်းပခဲ့တာပါ။ဒါကြောင့်လည်းပိုင်ဒဂွန်တို့ဇနီးမောင်နှံကိုအားလုံးကလည်းလေးစားကြပါရယ်။ဒီဗီဒီယိုလေးကိုကြည့်နေကြတဲ့ပရိသတ်တွေကရောပိုင်ဒဂွန်တို့ဇနီးမောင်နှံကိုဝန်မြတ်တဲ့စိတ်ထားလေးကိုဘယ်လိုမြင်ကြလဲဆိုတာပြောသွားကြပါအောင်ရှင်။